မြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့အီသီယိုးပီးယားနိုင်ငံသား43ဦးကိုထပ်မံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ ဇွန်9ရက်မှာအွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလှုံ့ဆော်နေကြသူတွေပအဝင်ပတ်သက်သူတွေနဲ့နောက်ွယ်ကနေကြိုးကင်မှုတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား43ကိုမြန်မာထိုင်းအမတ်နှစ်ချစ်ချည်ရေးတရားကနေတဆင့်သက်ဆိုင်ရာနိုင်ငံကိုလှူဒါန်းချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ချည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီထပ်မံပြင်းနေလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေဇွန်9ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9134ဦးကိုစစ်ဆေးဖို့ထုတ်ထိန်းသိမ်းနိုင်ခဲ့ကအဲ့ဒီနောက်က1852ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား363ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသိအဖြစ်နေပြီဖြစ်ကြောင်းနဲ့ ၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိတယ်လို့သိရပါဗျ။